မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇော်လိုင်လ26ရက်နေ့မနက်ပိုင်းရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်မုံမိတ်မြို့တို့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့စစ်ကောင်စီကအင်အားဖြည့်တင်းမှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ဇူလိုင်လ25ရက်နေ့မွန်လွယ်9:50မိနစ်ခန့်မှာနောင်ချုံမြို့ရေပြူရွာမှာစစ်အာဖြစ်တင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တောင်းတက်မတော် DNL တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲမုံမိတ်မြို့မှာဇူလိုင်လ25ရက်နေ့ညနေ9:16မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတစ်ခုဖြစ်တဲ့မုံမိတ်ဘျူဟာဂုံးကိုတောင်းတက်မတော် DNL ကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မုံမိတ်မြို့မှာအကြမ်းဖက်စစ်ကောင်စီရဲ့ကြံရှိနေတဲ့ဘျူဟာဂုံးအတွင်းကိုစစ်ကောင်စီတပ်က Y12 နဲ့လက်နက်ခဲယမ်းများကိုတကြိမ်လာရောက်ကျဲချပေးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ရွာသားယာပြူစောတိရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကဆက်လက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့စစ်ကောင်စီတပ်သားအများပြားတေဆုံးကထွက်ပြေးလွတ်မြောက်သူများလည်းရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ့် ဇူလိုင်လ25ရက်နေ့မနက်9:00နာရီကမှစင်ကူးမြို့နယ်ရွာသားယာပြူစောတိရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဆက်ခန်းကိုတော်လိုက်တပ်ဖွဲ့များကဆက်လက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ပြူစောတိအများအပြားတေဆုံးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အဲ့ဒီစစ်ခန်းကစစ်ဗိုလ်ထက်လွင်အောင်ပြူစောတိခေါင်းဆောင်အောင်မင်းဘဲမော်ကျော်မင်းသူခေါ်ထုံးကြီးတို့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။စစ်ခွဲတွေတိတ်ဆုံးမှုများတယ်မစီစစ်နိုင်သေးဘူးပစ္စည်းတွေလည်းတိမ့်နေတယ်ဇူလိုင်လ25ရက်နေ့မနက်9:00နာရီလောက်မှာတော်လိုင်းအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်လိုက်တာ ော်လိုင်းရဲဘော်နှစ်ဦးမြင်းမြတ်စွာကြာဆုံးခဲ့ရတဲ့စစ်ခွဲဘုံထတ်လွင်အောင်ပြူစောတိခေါင်းဆောင်အောင်မင်းဘဲမော်နဲ့ကျော်မင်းသူထုံးကြီးတို့ထွက်ပြေးလွတ်မြောက်သွားတယ်ဖမ်းဆီးရမိတဲ့ပြူခွေးတကောင်းမှမရှိဘူးခုခံပြီးတော့ပြန်ပြစ်လို့အကုန်လုံးတိတ်ဆုံးကုန်တယ်လို့စင်ကူးပြောတဲ့မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မိုးကုတ်မြို့နယ်လာရှိုးမြို့မကြသေးကြောင်းအကြံဖတ်စစ်ကောင်စီရဲ့သတင်းမှန်ပြန်ကြားရေးကဖင်ပိတ်ညင်းလိုက်ပြီးတော့ပုံမှန်ဖင်ပိတ်ညင်းနေကြအကြံဖတ်ဇော်မဲလုံးကထွက်မရှင်းရဲပဲသူ့ရဲ့ကိုစားအကြံဖတ်ဘုံမှုဇော်မင်းဆိုတဲ့ကောင်ကစကားမပြီးမသားနဲ့ထွက်ရှင်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် မိုးကုံမှာစစ်ရဲအခြေအနေအရစစ်တပ်တွေကလုံခြုံရေးစခန်းများကိုပေါင်းစည်းမှုများလှုံ့ဆော်နေကြောင်းပြောဆိုခဲ့ပါတယ်။မိုးကုံမှာပြည်သူများက TNL အပါအဝင်တော်လိုင်းရဲတပ်များကိုတောင်းတောင်းဖြတ်ဖြတ်ကြိုးစုံမှုဟာလည်းအစစ်အမှန်မဟုတ်ပဲဝါရဖြတ်နိုင်ရန်အတွက်လှုပ်ကြံရိုက်ကူးထားခြင်းဖြစ်တယ်လို့ပြောပါတယ်။ ကျိုးစိုးသူများဟာသက်ဆိုင်ရာတော်လိုင်းအဖွဲ့များရဲ့မိသားစုဝင်များနဲ့တစ္ဆာမဲ့ CDN ဝန်ထမ်းများစုစည်းပြီးတော့ဝါဒဖြန့်လှုပ်ကြံရိုက်ကူးထားခြင်းဖြစ်ကြောင်းအကြံဖတ်ဇော်မင်းဆိုတဲ့ကောင်ကပြောဆိုခဲ့ပါတယ်။လာရှို့မျိုးကြသွားသည်စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချသည်ဆိုတာဟာမဟုတ်မမှန်ကြောင်းလာရှို့မျိုးကိုဆက်လက်ပြီးတော့တိုက်ခိုက်ရမှာစိတ်သက်စစ်စင်ရေးအတွက်ကုန်းကြောင်ရွာအနီးမှာရှိတဲ့လေ့ကျင့်ရေးတပ်ကိုတိုက်ခိုက်တဲ့အချိန်မှာ ဖမ်းဆီးရရှိတဲ့စစ်သားတွေဟာစစ်ပညာကိုလုံလုံလောက်လောက်သင်ကြားရရှိမှုမရှိသေးတဲ့သင်တန်းသားများနဲ့နှီးပြတချို့ကိုအတုံးချကလက်နက်ချတဲ့ပုံစံမျိုးဝါရဖြန့်နေကြောင်းပြောဆိုခဲ့ပါတယ်။လာရှိုးမျိုးအနေဝင်းကျင်ကစစ်စခန်းများကိုစွန့်လွတ်စုတ်ခွာထားရတော့လဲ MNDAA ကို အဆင့်ဆင့်ခံစစ်ဆင်ပြီးတော့ခြေမုံလျက်ရှိကြောင်းပြောဆိုခဲ့ပါရယ်လာရှိုးမျိုးကိုအမြန်ဆုံးထိ ंछ ုံနိုင်ရေးအတွက်ဆောင်ရွက်နေကြောင်းစစ်ကောင်စီကဖင်ပိတ်ငင်းဆုပ်သွားတယ်လို့သိရပါရယ်လက်ရှိမြေပြင်ရဲ့သတင်းအမှန်ကတော့မိုးကုံမျိုးနယ်တစ်ခုလုံးကိုဇူလိုင်လ24ရက်နေ့မှာ TNL ဦးဆောင်တဲ့တော်လိုင်းတပ်များက၎င်းလာရှိုးမျိုးနယ်ကိုဇူလိုင်လ25ရက်နေ့မှာ MNDA ဦးဆောင်တဲ့တော်လိုင်းတပ်များက၎င်းအသီးသီးတိမ့်ပတ်ရရှိသွားပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မိုးကုံမြို့မှာ TNL နဲ့တော်လိုင်းမဟာမိတ်အဖွဲ့တွေကိုပြည်သူများကကြိုးစုံနေတာကိုဝမ်းသာစရာလို့လူမှုကွန်ရက်ပေါ်မှာရေးသားခဲ့တဲ့စစ်ဘေးရှောင်အမျိုးသမီးတဦးကိုစစ်ကောင်စီကဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကောင်းတက်မတော် TNL နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကမိုးကုံမြို့ကိုဇူလိုင်လ24ရက်နေ့မှာအပိသက်သိမ့်ပိုက်ခဲ့တယ်လို့သိရပါဗျ။အဲဒီလိုအပိသက်သိမ့်ပိုက်ပြီးတဲ့နောက်မိုးကုံမြို့ရဲကိုအောင်ပွဲနဲ့အတူဝင်လာတဲ့ TNL နဲ့တော်လိုင်းမဟာမိတ်အဖွဲ့တွေကိုပြည်သူတွေက အောင်တပြေပန်းနဲ့ကြိုးစုံခဲ့ကြတယ်လို့သိရပါဗျ။ အဲ့ဒီလိုကြိုးဆိုတာကိုမိုးကုံမြို့ကနေနေပြည်တော်ကိုစစ်ဘေးရှောင်လာတဲ့အမျိုးသမီးတဦးကသူ့ရဲ့ Facebook Story မှာအောင်တပြင်းနဲ့ကြိုးနေကြတာဝမ်းသာစရာလို့တင်ခဲ့တာကြောင့်စစ်ကောင်စီကဖမ်းဆီးခဲ့တယ်လို့သိရပါတယ် အဲ့ဒီအမျိုးသမီးကိုဖမ်းဆီးဖို့အတွက်စစ်ကောင်စီလော်ဘီတွေကဇူလိုင်လ25ရက်နေ့မနက်ပိုင်းကနေစတင်ပြီးတော့၎င်းတို့ရဲ့ဝါဒဖြန့်တဲ့ Telegram channel တွေမှာတိုက်တွန်းရေးသားနေကြတာကိုတွေ့မြင်ခဲ့ရပါတယ်။အဲ့ဒီအမျိုးသမီးကိုဖမ်းဆီးဖို့အတွက်စစ်လော်ဘီ Telegram channel တွေမှာတင်ပြီးတော့နိုင်ပိုင်းအကြမှာပဲအဲ့ဒီအမျိုးသမီးဟာဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့10276စစ်ရေးဒုတိယပိုင်းတလတာအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်ခြင်းကြောင့်ပြည်သူ125ဦးတိတ်ဆုံးပြီးတော့168ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ25ရက်နေ့ကနေစတင်ပြီးတော့ PSLF TNL နဲ့မဟာမိတ်တပ်များဆင်နွှဲခဲ့တဲ့10276စစ်ရေးအပိုင်းနဲ့ဟာဇူလိုင်လ25ရက်နေ့မှာ တလပြည့်ခဲ့ပြီဖြစ်ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တဲ့တလတာအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကလေးချောင်းလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်အရဲသားပြည်သူ125ဦးသေဆုံးက168ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်နေအိမ်63လုံး၊ဖုန်ကြီးကျောင်း၈ကျောင်းနဲ့စာသင်ကျောင်း9ကျောင်းတို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ကြောင်မဲမြို့နယ်မှာတိုက်ပွဲတလတာအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကလေးချောင်းနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုကြောင့်အမျိုးသမီး24ဦး၊အမျိုးသား24ဦးသေဆုံးခဲ့ရပြီးအမျိုးသား15ဦး၊အမျိုးသမီး21ဦးနဲ့ ကလေးလေးဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်38လုံးဖုန်ကြီးကျောင်း2ကျောင်းနဲ့စတင်ကျောင်း2ကျောင်းတို့ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲနောင်ချုံမြို့နယ်မှာအရက်သားအမျိုးသား10ဦးအမျိုးသမီး10ဦးတိတ်ဆုံးခဲ့ရပြီးတော့အမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိကာအရက်သားနေအိမ်73လုံး ဖုန်ကြီးကြောင်တကြောင်နဲ့စာတင်ကြောင်တကြောင်ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်မိုးကုံမြို့နယ်မှာလည်းအမျိုးသမီး၈ဦး၊ကလေးကိုအမျိုးသား၁၂ဦးသေဆုံးသွားပြီးတော့အမျိုးသား၂၆ဦး၊အမျိုးသမီး၂၂ဦးနဲ့ကလေး၁၀ဦးထိခိုက်ဒဏ်ရာရှိကလူနေအိမ်29လုံးဖုန်ကြီးကြောင်နှစ်ကြောင်လည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။မိုးမိတ်မြို့နယ်မှာအကြမ်းဖက်ဆက်ကောင်စီက၄ကြောင်နဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အရဲသားအမျိုးသား၁ဦးနဲ့အမျိုးသမီး၂ဦးသေဆုံးပြီးအမျိုးသား၈ဦးနဲ့အမျိုးသမီး၄ဦးဒဏ်ရာရရှိက နေအိမ်၅လုံးစတင်ကြောင်း၂ကြောင်းထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။လားရှုံမြို့မှာအကြမ်းဖက်စစ်ကောင်စီက၄ကြောင်းလက်နက်အကြီးများနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်အမျိုးသား21ဦးအမျိုးသမီး12ဦးကလေးငယ်9ဦးသေဆုံးပြီးအမျိုးသား28ဦးအမျိုးသမီး21ဦးထိခိုက်ဒဏ်ရာရရှိကအရက်သားနေအိမ်၉လုံးဖုန်ကြီးကြောင်း၃ကြောင်းနဲ့စတင်ကြောင်း၂ကြောင်းတို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။တီဘောမြို့မှာလည်းအကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ကြီးကြောက်ပောက်ကွဲမှုကြောင့်အရက်သားပြည်သူ၅ဦးလက်နက်ကြီးစထိမှန်ပြီးတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ပွဲတလတာအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကစစ်ရှုံးတဲ့အတွက်အရသာပြည်သူများရှိရာနေရာတွေကိုဥတီပြီးတော့လေချောင်းနဲ့လက်နက်ကြီးများကိုပြစ်ခတ်တိုက်ခိုက်မှုများဇက်တိုက်ပြုတ်လုလာတဲ့အတွက်ကြောင့်အရသာစုစုပေါင်း125ဦးသေဆုံးခဲ့ပြီးတော့168ဦးထိခိုက်ဒဏ်ရာရရှိကာဒေသခံပြည်သူ3000ကျော်ဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ထန်တလန်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကတပ်သားတအူးနဲ့ရဲတအူးတို့ဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့ချင်းပြည်အစိုးရအဖွဲ့ထံမှအလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ဇူလိုင်လ25ရက်နေ့မှာထန်တလန်မြို့ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကတပ်သားတအုပ်နဲ့ရဲတအုပ်တို့ဟာအကြမ်းဖက်စစ်ကောင်စီတပ်ထံမှာဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့အတွက်ပြည်သူတော်လှန်ရေးမှာပါဝင်မယ်လို့ဝန်ခံကြေပြုတ်က၎င်းတို့ကန်ဆောင်အုံပြုတဲ့လက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီတပ်သား2ဦးဟာ MA2 အမျိုးအစားတနက်တလက် G3 အမျိုးအစားတနက်တလက် ကြည်ပေါက်၈ခုကြည်စံ185တောင်းလက်ပြဘုံတစ်လုံး40မမ2ခုနဲ့ကြည်ကားတစ်ခုတို့ကိုယူဆောင်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်သား2ဦးကိုချင်းပြည်အစိုးရတပ်ဖွဲ့ကတအုပ်ကိုချင်းမြင့်ငွေ350စီပေးအပ်ကလုံခြုံတဲ့နေရာကိုပို့ဆောင်ပေးထားကြောင်းချင်းလန်ဒက်ဖ ens ဖို့တန်တောင်ကထုတ်ပြန်ထားပါတယ်ချင်းပြည်အစိုးရတပ်ဖွဲ့အနေနဲ့ဒီလင်း operation 4ကိုဖော်ဆောင်တိုက်ပွဲဝင်လျက်ရှိပြီးတော့ပြည်သူတော်လှန်ရေးများမှာပါဝင်ရန်စံနှားရှိပါက အမြဲတမ်းတကားဖွင့်ကြိုဆိုလျက်ရှိတယ်လို့အတိပိတ်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ